ငလင်တန်တဲ့ဒေတာတွေအတွက်လှူရမ်းဖို့ကုညီကယ်ဆယ်ပစ္စည်းတွေနဲ့စားသောက်ဖွယ်ရာတွေတင်ဆောင်လာတဲ့ဘင်္ဂလားဒေ့ရှ်ရေတပ်ကစစ်ရင်ရင်တစင်းဟာဧပြီ17ရက်နေ့ကရန်ကုန်မြို့ကိုရောက်ရှိလာပါတယ်။ငလင်တန်ဘေးတင်ဒေတာတွေကိုကုညီကယ်ဆယ်နဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာအသုံးပြုနိုင်မှုအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ဖို့ကုညီကယ်ဆယ်ပစ္စည်းတွေနဲ့စားသောက်ဖွယ်ရာတွေတင်ဆောင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ်ကစစ်သည်မော်ဒဇင်းဟာဧပြီ17ရက်မော်လဝိုင်းမှာရန်ကုန်မြို့မှာရှိတဲ့တိလဝါစေကန် MITD တံတားကိုရောက်ရှိလာရာတပ်မတော်ရေကအရာရှိကြီးတွေ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်စစ်တမ်းမှုနဲ့တောင်ဝင်ရှိသူတွေကကြိုးစွနှုတ်ဆက်ခဲ့ကြပါတယ်။ရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့စားသောက်ဖွံ့ဖြိုးတွေကိုလွှဲပြောင်းပေးရတဲ့အခမ်းအနားကိုဧပြီ၁၂ရက်မနက်ပိုင်းကပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မိုးပုံမှုချုပ်ပြည်စုံနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတွေနဲ့တမတော်ရေးကအရာရှိကြီးတွေမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးနဲ့တောင်ဝင်ရှိသူတွေတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ အခမ်းအနားမှာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံမှကြီးကကုညီကယ်ဆင်ရေးပစ္စည်းတွေနဲ့စားသောက်ဖွဲ့ရာတွေပေးအပ်ရတာနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှကြီးကကုညီကယ်ဆင်ရေးပစ္စည်းတွေနဲ့စားသောက်ဖွဲ့ရာတွေကိုလွှဲပြောင်းပေးရရန်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ဘင်္ဂလားဒေ့ရှ်ရေတပ်ကစစ်ရင်ရင်မှာကုညီကယ်ဆယ်ရေးပစ္စည်းတွေမှာစားတောက်ဖွဲ့ရတွေရွက်ပြင်တဲ့အဝင်အစားတောက်ရည်တန့်တကူရည်သုံးပစ္စည်းတွေနဲ့စေဝါစရာတွေပါဝင်ပြီးစုစုပေါင်းတန်ချိန်120ခန့်ဖြစ်တယ်လို့သိရပါတယ်။အဆိုပါဘင်္ဂလားဒေ့ရှ်စစ်ရင်ရင်နဲ့ရောက်ရှိလာတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့စားတောက်ဖွဲ့ရတွေကို တက်မတော်ရေကအရာရှိစစ်သည်တွေကြောက်တမ်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဝန်ထမ်းတွေကြောက်တမ်းမြို့နယ်မိသက်ဦးစီးဌာနကတန်တီနဲ့အရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့ကြောက်တမ်းမြို့နယ်မြန်မာနိုင်ငံကြက်ချီနေအသင်းကတပ်ဖွဲ့ဝင်တွေကသက်ဆိုင်ရာမော်တော်ယာဉ်တွေပေါ်ကိုတင်ဆောင်ပြီးငလင်တန်တဲ့ဒေတာတွေကိုရန်ကုန်တိုင်းဒေတာကြီးအစိုးရအဖွဲ့ရဲ့ကြီးကြပ်မှုနဲ့ဆက်လက်ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါဗျာ။